အတိညာစိတ်နှလုံးနဲ့ပုံရိပ်နောက်တစ်ခါထပ်ပတ်ပါမယ်အတိညာစိတ်နှလုံးနဲ့ပုံရိပ်အဲ့တော့ဒီမှာအတိညာလို့ပြောထားတဲ့အခါမှာအတိညာကကျမတို့ရဲ့စိတ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်သူကအဲ့တော့ဒီအတိညာကဘာလုပ်လဲဆိုရင်ဒီအတိညာဟာလူရဲ့စဉ်းစားတွေးခေါ်ခြင်းဖြစ်တယ်အတိညာလို့ပြောရင်စိတ်ရဲ့ အခန်းကဏ္ဍထဲမှာ तू ကဥဆောင်တဲ့သူဖြစ်တယ်။ तू ကအင်မတန်ထက်မြက်ပြီးတော့အသိဉာဏ်ကလေ။အဲ့တော့စိတ်မှာအပိုင်း၃ပိုင်းရှိတယ်။အသိဉာဏ်ခံစားစိတ်ဆန္ဒစိတ်။ဒါပေမဲ့ဒီနေ့ဒီအသိဉာဏ်ကတော့မလုပ်ပေးလဲဆိုရင်ကျမတို့ကို तू ကစဉ်းစားတယ်။ तू ကသိတယ်။နော်အသိဉာဏ်ကစင်ကျင်တယ်။ပိုင်းခြားတယ်။မှတ်မိတယ်။နောက်ပြီးတော့ထင်မြင်ယူဆချက်များနဲ့မှတ်သားထားခြင်းနဲ့ရှိတယ်တဲ့ဒါအသိဉာဏ်ရဲ့ဟိုပါပေါ့နော် လုတ်လုတ်တဲ့လုပ်ငန်းစဉ်ပေါ့နော်အဲ့တော့တိနာလေခြင်းဆိုတာလေတဲ့အတိညာဉ်ရဲ့တစုံတစ်ခုသောအရာဖြစ်တယ်ဒါအတိညာဉ်ပေါ့နော်အဲ့တော့စိတ်နှလုံးစိတ်နှလုံးကကြတော့တဲ့ဘာလဲဆိုရင်စိတ်နှလုံးကကျမတို့ရဲ့စိတ်နှလုံးလူသားရဲ့စိတ်နှလုံးကတခင်ဖျားကိုချစ်ဖို့ပြီးတော့တခင်ဖျားရဲ့အချစ်ခံမှုဖျားကဖန်ဆင်းထားတာဖြစ်တယ်အဲ့တော့ဝိညာဉ်စိတ်ခန္ဓာမှာကျမတို့ကဘယ်အပိုင်းနဲ့ချစ်လဲဆိုရင်ဒီ စိတ်ရဲ့အပိုင်းနဲ့ဖះကိုထစ်တာဖြစ်တယ်။ကိုယ့်ရဲ့မိသားစုတွေကိုစိတ်ထဲကဒီစိတ်နှလုံးထဲကထစ်တာဖြစ်တယ်။ကိုယ့်ရဲ့အင်္ဂါဝင်ခြင်းတွေကိုလည်းစိတ်နှလုံးထဲကထစ်တာဖြစ်တယ်။ဒါကြောင့်ဖះကအထူး special ဖန်ဆင်းထားတဲ့ဒီစိတ်နှလုံးကသူ့ကိုချစ်ဖို့နဲ့ဖះရဲ့မေတ္တာကိုဖះရှိရာချစ်ခြင်းကိုခံယူဖို့ဖြစ်တယ်ပေါ့နော်။အဲ့တော့စိတ်နှလုံးမှာကြတော့သူကဘာပါလဲဆိုရင်စိတ်နှလုံးလို့ပြောမဲ့ပြောရင်ခုနက ဒီစိတ်ရဲ့အခန်းကဏ္ဍ၃ခုဖြစ်တဲ့အသိဉာဏ်ခန်းစားစိတ်ဆန္ဒစိတ်တာမကဝိညာဉ်ကဝိညာဉ်ထဲမှာအပိုင်း၃ပိုင်းရှိတယ်လေဝိညာဉ်ထဲရဲ့အပိုင်း၃ပိုင်းတည်းကအော်တပဆိုတဲ့ပထမအပိုင်းနဲ့ပေါင်းစပ်ထားတယ်အဲ့တော့စိတ်နှလုံးကအကန့်၄ခန်းရှိတယ်ပေါ့နော်အော်တပစိတ်ရဲ့အသိဉာဏ်ခန်းစားစိတ်ဆန္ဒစိတ်ဒါစိတ်နှလုံးမှာပါဝင်နေတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာစာရေးသူကကျမတို့ကိုတွေးမွေးတယ်လေနော်လူဟာတဲ့ ကျွန်ုပ်တို့ဟာတဲ့အလွန်ရိုးရှင်းသောသူဖြစ်တယ်လို့မထင်ပါနဲ့တဲ့လူဆိုတာလေအဲ့တော့လူသားရဲ့ကိုယ်ခန္ဓာကတဲ့အလွန်ညူးညံ့နေပြီးတော့ရှုပ်ထွေးခြင်းရှိတယ်ဆိုရင်ဘသူတွေက သိလဲဆိုရင်ဆရာဝန်တွေကသိတယ်ဆရာဝန်တွေက ပြောဆိုနိုင်မှာဖြစ်တယ်တဲ့နော်သူပြောတယ်နော်အဲ့တော့လူသားဖြစ်ခြင်းကတဲ့ဖြော်ရည်ထဲမှာထည့်တဲ့ပလင်းလို့တမန်ရိုးရိုးလေးတော့မဟုတ်ပါဘူးတဲ့တနည်းဆိုတော့ ကျွန်မတို့ရဲ့လူမာကြတော့ဘာရှိလဲဆိုမတူညီတဲ့အစိပ်ပိုင်းများစွာရှိတယ်အဲ့တော့ဘုရားသခင်ကသုံးပါးတပါးဘုရားပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ကျွန်မတို့ရဲ့ဒီအစိပ်ပိုင်းนี่မတူညီခြင်းဟာဘာဖြစ်ဖို့ကိုလဲဆိုရင်ဘုရားသခင်ရဲ့စီမံကိန်းအမှတ်လက္ခဏာရဲ့ပြမှတ်ကိုတဲ့တဲ့ ठी ဖို့တဲ့เนาะဒီစကလုံးလားလေးရတယ်ထူးဆန်းနေเนาะအမှတ်လက္ခဏာတဲ့တဲ့ ठी ဖို့အတွက်ဖြစ်တယ်တဲ့ဘုရားကလေမတူညီတဲ့အစိပ်ပိုင်းနေနဲ့ကျမတို့ကို ဖန်ဆင်းထားတယ်။ဖရာသခင်ရဲ့စီမံကိန်း၌ပုံမှန်တစ်ပါးဖျားပါဝင်ပြီးထိုစီမံကိန်းရဲ့အမှတ်လက္ခဏာမှာတဲ့ကျမတို့ကတဲ့မတူညီတဲ့အစိပ်ပိုင်းလူမှရှိပါတယ်တဲ့နော်။အဲ့တော့ तू ကလေဒီစာရေး तू ကဘာလဲဆိုရင်ကားမောင်းခြင်းနဲ့ तू ကဟိုပုံဥပမာပေးတာပေါ့နော်။အဲ့တော့လူတယောက်ကကားမောင်းတက်တယ်ကားမောင်းတက်တယ်ဆိုရင်ကားမောင်းတက်ရုံနဲ့မပြီးပါဘူးတဲ့သူကလေသူ့ကားထဲမှာ အားတဲ့အစိတ်ပိုင်းတွေကိုသူနားလည်ဖို့လိုတယ်တဲ့ဥပမာ break ကိုဘယ်လိုသုံးမလဲအဲ့တော့ခီယာပြောင်းလေးတွေနောက်လောင်စာပောက်ကွဲတဲ့နေရာဖဲနေရတယ်လေအဲ့တော့ तू ကဘယ်နေရာမှာဖားရှိလဲဆိုတော့မောင်းယုံပဲမကောက်ဒီကရိယာပစ္စည်းတွေကိုသိဖို့လိုတယ်တဲ့အဲ့တော့ကျမတို့ဟာတဲ့အကယ်၍ကားမောင်းလို့ဒီကားရဲ့အစိတ်ပိုင်းတွေကိုသိဖို့လိုအပ်တယ်တဲ့ထုံနီးသူဖျားသခင်ကကျမတို့ကိုတဲ့ဘယ်လိုထဲ့ဝင်ရမလဲဆိုတာ မှန်ကန်စွာသိရန်အတွက်ကျွန်ုပ်တို့ဖြစ်ချင်းဤမတူညီသောစိတ်ပိုင်းများကိုသိထားရမယ်အဲ့တော့ဖျားသခင်ကဖျားရစီမံကိန်းက God became man to make men God ဖျားဟာလူလာဖြစ်ချင်းဟာလူဖြစ်တဲ့ကျမတို့ကိုသူဖျားကဲ့သို့ဖြစ်ဖို့အဲ့တော့ဖျားကသူကိုယ်တိုင်ကျမတို့ရဲ့အထဲမှာနော်လာနေခြင်းနဲ့အတွက်ကျမတို့ကလည်းကိုယ်မှာဘာအစိတ်ပိုင်းနေရှိလဲဆိုတာကို ကွက်ကွက်ပြပြသိဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီမှာသူကကျောင်းပိုင်လေးပေးထားတယ်နော်စာရေးသူကကိုရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး၄အငယ်၄မှာကြတော့သူကကျောင်းပိုင်လေးပေးထားတာဖြစ်တယ်ထို့သောမယုံကြည်သောသူတို့မူကားဖျားသခင်ဤပုံတရံဒီဟုသောခရစ်တော်ဤဘုန်းတည်နှင့်ပြည့်စုံသောဧဝံဂေလိတရား၏အကြောင်းသည်အလင်းကိုမပေးစေခြင်းကဤခက်ကိုအစိုးရသောဖျားသည်သူတို့ရဲ့ စဉ်းစားခြင်းများကိုကိုယ်စီတယ်အဲ့တော့ဒီပြန်လဲရယူခြင်းထဲမှာတော့စဉ်းစားခြင်းလို့ပြောတယ်เนาะအဲ့တော့ဒီစဉ်းစားခြင်းကဘာလဲဆိုရင် အသိဉာဏ်ကိုပြောခြင်းဖြစ်ပါတယ်နီကောလေးလေးမှာကျတော့အသိဉာဏ်ဆိုတဲ့အဖြေထွက်တယ်ပေါ့เนาะအဲ့တော့ကိုရင်သူအဝရစာဒုတိယဆောင်ခန်းဒီလေးငယ်6မှာကြတော့เนาะစပတ်ဈာမိုက်လေးဖတ်ခြင်း ਨੇ မှောင် မိုက်ထဲကအလင်းထိုးလင်းမိအကြောင်းမိတ်တော်မူသောဘုရားသခင်သည် ယေရှုခရစ်ဤမျက်နာ၌တဲ့ဖယားသခင်ဤဘုံတော်ကိုတည်တော့ညံထွန်းလင်းစေခြင်းကငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတယ်အဲ့တော့နှစ်ကော၄၆ကတော့ဘာလဲဆိုရင်စိတ်နှလုံးဆိုတဲ့အပိုင်းကိုကျမတို့တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အသိဉာဏ်နဲ့စိတ်နှလုံးဆိုပြီးတော့သူကအပိုင်းနှစ်ပိုင်းရှိတယ်ပေါ့နော်အကယ်၍တဲ့စာရေးသူကဘာပြောလဲဆိုရင်ကျမတို့ဟာတဲ့ခရိယန်တူဦးဖြစ်တာနှစ်ပေါင်းကြာနေပြီတဲ့ အခုချိန်ထိအသိဉာဏ်ဆိုတဲ့ဒီစဉ်းစားတတ်တဲ့အပိုင်းရဲ့စိတ်နှလုံးဆိုတဲ့ဒီချစ်တတ်တဲ့အပိုင်းကိုတဲ့ကျမတို့ကဖားလဲဆိုရင်မသိအဲ့ဒီအရာကိုသိဖို့လိုတယ်ခြားနာတယ်သူကမတူဘူးဆိုတာကိုသိဖို့လိုတယ်တဲ့အသိဉာဏ်ဟာတဲ့ခုနဖတ်တယ်နော်တင့်ကောလေးလေးမှာဒီကျမတို့ရဲ့ဒီအသိဉာဏ်ဆိုတဲ့ mind ကဘာလို့ဘာလို့ချင်းခံရလဲဆိုရင်ရန်သူအဖြစ်ကြွယ်တယ်အဲ့တော့ရန်သူဟာ เนาะဖရာရဲ့အလင်းဖွင့်ပြခြင်းမခံရအောင်ကျမတို့ mind ဆိုတဲ့ဒီအသိညာကိုသူကဗာလဲဆိုဖုံးကွယ်တယ်ကွက်ထားတယ်ပေါ့เนาะအဲ့တော့စိတ်နှလုံးကခုနကကျမတို့ပြောတဲ့စိတ်နှလုံးဖရာကိုချစ်ဖို့ဖရာရဲ့အချစ်ခံဖို့လူတွေကိုချစ်ဖို့ဒီစိတ်နှလုံးပါဆိုရင်ဗာဖြစ်လဲဆိုရင်ဖရာသခင်ရဲ့အလင်းအဖြစ်เนาะအလင်းရရှိဖို့ဖရာကဖန်ဆင်းထားတာဖြစ်တယ်အဲ့တော့ဒီခေတ်ရဲ့ဖရာရန်သူဟာတဲ့ယုံကြည်သူများရဲ့ မယုံကြည်တော့သူများ ਈ sorry เนาะဤခေရဲ့ဖျားဟာဖျောက် pre believer မယုံကြည်တဲ့သူတွေရဲ့အသိဉာဏ်ကို तू ကွယ်စေလိုက်တယ်တဲ့ွယ်စေတော်လဲတဲ့ဖျားသခင်ဒီယုံကြည်သူများ ਈ စိတ်လုံးထဲသို့ကိုရောရဲ့အလင်းကိုလင်းစေတယ် hallelujah မယုံကြည်သူတွေကိုတော့စာတန်ကသူတို့ရဲ့အသိဉာဏ်ကိုဖုံးထားပြီးတော့ယုံကြည်သူတွေကိုတော့ဖျားသခင်ကကျမတို့စိတ်နှလုံးထဲမှာအလင်းပေးတယ် သင်နှုတ်ကပတ်သင်သည်တဲ့နှုတ်ကပတ်တော်၏ဤစိတ်ပိုင်းများကိုသိရှိပြီးဖြစ်ကြောင်းထင်မှတ်မိဖြစ်တော်လေဤနေရာ၌လူသားဖြစ်ခြင်းရဲ့အစိတ်ပိုင်းနှစ်ခုအကြောင်းကိုမိဘယ်တော့ခါမှစဉ်းစားမိမိမဟုတ်ပါဘူး။ဒါကြောင့်လူရဲ့အစိတ်ပိုင်းဖြစ်တဲ့ဒီအသိဉာဏ်နဲ့စိတ်နှလုံးဟာအရေးကြီးရဲ့ပေါ့နော်။အမှားကျမ်းစာမှာအသိနဲ့အသိဉာဏ်နဲ့စိတ်နှလုံးကိုအထိပယ်မဖွင့်ဆိုမီတဲ့။သူကဘာနဲ့ ဥပမာပေးခြင်းလဲဆိုရင်စာရေးသူလူเนาะ witness လေးရဒီကင်မရာနဲ့သူကဥပမာပေးတယ်ပေါ့เนาะအကယ်၍တဲ့ကင်မရာကင်မရာဆိုတာကဘာလို့လဲဘာကိုတုံးပြူလဲဆိုတော့လူတွေတုံးပြူတဲ့ကင်မရာကအပြင်မှာရှိတဲ့ရုပ်ဝတ္ထုကိုဒီကင်မရာထဲကိုယူဆောင်လာခြင်းဖြစ်တယ်เนาะဓာတ်ပုံရိုက်ခြင်းဆိုတာလေအဲကင်မရာနဲ့ဘာလို့လို့ရလဲဆိုကျွန်တော်တို့အမှတ်တရဓာတ်ပုံတွေရိုက်ကြတယ်เนาะအဲ့ဒီဒီကင်မရာကနေပြီးတော့တဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာဒီကင်မရာရဲ့အပြင်ဘက်မှာရှိတဲ့ရုပ်ဝတ္ထုပစ္စည်းတွေအဲတစ်ပေနေလူတွေပန်းမှန်နေရာတိဥတုတွေတော့ဒီရှုခင်းနေအဲ့ဒီဟာတွေကိုအပြင်မှာရှိတဲ့ပစ္စည်းကိုကျမတို့ကအထဲကိုကင်မရာအထဲကိုယူလာခြင်းဖြစ်တယ်တဲ့ဒီမှာစာရေးသူကနော်တနေ့တော့တဲ့သူတိုကျိုမြို့ကိုတိုကျိုမြို့ကိုသွားတဲ့အခါမှာတဲ့သူကင်မရာယူလာတယ်တဲ့အဲ့တော့သူကဘာလဲဆိုရင်အဲ့ဒီတိုကျိုမြို့ ကိုဒီကင်မရာထဲမှာ तू တည်ဆောင်ဖို့ပေါ့နော်အဲ့ဒီလိုမျိုး तू အသုံးပြုလာဖြစ်တယ်တဲ့ကင်မရာအထဲသို့တဲ့ရုပ်ပုံကိုရရှိရင်ကျွန်ုပ်တို့အတွက်မရှိမဖြစ်ဘယ်အရာလိုအပ်လဲဆိုရင်ကင်မရာမှာပါတဲ့အစိတ်ပိုင်းတွေကို तू ရှင်းမယ်ပေါ့နော်အဲ့တော့ကင်မရာမှာဆိုရင်နံပါတ်1မှန်ဘလူးပါတယ်နံပါတ်2အတွင်းမှာ ဖလင်းရှိရမယ်နံပါတ်3အလင်းရှိရမယ်အဲ့တော့မှန်ဘလူးရဲ့ဖလင်းရဲ့အလင်းရဲ့၃ခုပေါင်းမှဒီကင်မရာကအပြင်မှာရှိတဲ့ရုပ်ဝတ္ထုက သူကပုံကိုထုတ်လုပ်နိုင်တာဖြစ်တယ်ပေါ့နော်အီအရာသုံးခုအပြင်အရာဝတ္ထုတစ်ခုခုကိုကင်မရာထဲသို့ယူဆောင်နေပေါ့နော်အဲ့တော့သူကတဲ့အနေငယ်ကျုံးကနော်ဒီစာရေးသူကရထားနဲ့ခရီးသွားတဲ့ခါမှာနော်သူကမြန်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 ဓာတ်ပုံရိုက်လိုက်တာပေါ့နော်ဓာတ်ပုံအလင်းမြန်ရိုက်ပြီးတဲ့ခါမှာတဲ့သူဘာမေ့သွားလဲဆိုမှန်ဘလူးဒီကင်မရာမှာပါတဲ့မှန်ဘလူးရဲ့အရေးကြီးတဲ့မှန်ဘလူးရဲ့အဖုံးအိုးတဲ့သူချုပ်ဖို့မေ့ခဲ့တယ်တဲ့အဲ့တော့တဲ့ ဲ့တော့ဘာလဲဆိုရင်သူဟာဆိုရင်ဓာတ်ပုံမရတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုအမှန်ဘလူးမှာအဖုံးပိတ်နေလို့နော်သူဓာတ်ပုံမရတော့ဘူးတဲ့တော့ဒါအဲ့ဒါထုံနေကြူပဲတဲ့အချိန်မောင်းများစွာမယုံကြည်သူများဟာဖခင်ရဲ့အေဝံဂေလိအော်သတင်းစကားတွေနော်ကျမတို့ခရုစိတ်တွေလုပ်တယ်ဟာဒါဆိုရင်ဖခင်ကိုမသိတဲ့သူတွေလည်းအေဝံဂေလိသတင်းစကားကိုကြားသိပြီးသိလာဖို့ရန်အတွက်နော်ဒီယုံကြည်သူတွေအမှုတော်ဆောင်တွေဓမ္မအမှုတော်ဆောင်တွေကဟာစူးစမ်းတယ် ။ဘာကြောင့်လဲဆိုအင်းဝင်ကလေးတရားဟောပွဲတွေအဖြစ်လူပြောင်းလဲဖို့အာတကယ်ပဲဟာဒီလူကတော့ဒီတရားဟောပွဲမှာတော့ပြောင်းလဲပြီဆိုပြီးတွတ်ကြတွတ်ကြတယ်ပေါ့နော်ထင်မှတ်တယ်တဲ့။ဟာဒီနေ့ညမှာတော့သူကဲ့တင်ခြင်းကြမယ်။ဒါပေမဲ့တဲ့ဖယားသခင်ရဲ့ရန်သူကတဲ့အဲ့ဒီလူရဲ့အသိဉာဏ်ကိုတဲ့ကိုယ်စီလေဖုံးလိုက်တာပေါ့ခုနအမှန်ဘလူးလို့အဖုံဖုံးလိုက်တယ်เนาะအဲ့ဒီအခါမှာတဲ့အသိဉာဏ်ဒီနားလေအသိ အသိဉာဏ်ဒီနားလေသဘောပေါက်တဲ့အင်္ဂါဖြစ်တယ်။အဲ့တော့သူကလေဒါပေမဲ့အဲ့လူဟာတဲ့ဒီလိုဖုံးအုပ်ခြင်းခံရတဲ့အခါမှာတဲ့အဆုံးမှာတဲ့သူကအေဝံဂေလိသတင်းစကားကြားပေမဲ့သူဗလာဖြစ်သွားတယ်။ဘာကြောင့်လဲဆိုရင်ခုနကဖျားရဲ့ဇန်သူကထိုသူရဲ့အသိဉာဏ်ကိုကွယ်စေလိုက်တာဒီမှန်ဘလူးအဖုံးလို့ပေါ့နော်ဖုံးထားလိုက်တဲ့အတွက်သူဘာမှမရဘူးတဲ့ အသိဉာဏ်ဟာနားလဲသဘောပေါက်တဲ့အင်္ဂါဖြစ်တယ်အာမင်စာဒန်ဟာထိုနားထောင်နေသောသူရဲ့နားလဲသဘောပေါက်တဲ့အင်္ဂါဖြစ်တဲ့အသိဉာဏ်ကို तू ကဖုံးလိုက်တယ်ဖုံးလိုက်တဲ့အတွက်ကြောင့်မလို့ तू ဟာဝေငှချက်ကိုကြားရင်လေတဲ့ဖုံးအောင်ခြင်းခံရတဲ့အခါမှာနားမလဲတော့ဘူးတဲ့ယေရှုရဲ့ကောင်းမြတ်တဲ့ဧဝံဂေလိသတင်းစကားကိုနားမလဲတော့ဘူးတဲ့ဘာကြောင့်လဲဆိုရင် तू ကြားခဲ့တဲ့ဧဝံဂေလိသတင်းစကားကြားပေမဲ့တဲ့သူ့ရဲ့နားလဲ သဘောပေါက်တဲ့အင်္ဂါဖြစ်တဲ့ဒီအသိဉာဏ်ကဖုံးအုပ်ခြင်းခံရတယ်တဲ့အဲ့တော့သူ့ရဲ့အသိဉာဏ်ကဘာဖြစ်သွားလဲဖုံးအုပ်ခြင်းခံရတဲ့ခါမှာဘလာပဲသူဘာမှမရဘူးဒီ message ကို तू ဟာ receive မရဘူးပေါ့နော်ဒီသတင်းစကားကြားတာကြားတယ် तू အသိဉာဏ်ဖုံးတော့ तू ဘာမှမသိဘူးတဲ့အဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း30ခန့်ကတဲ့ညီအကို watchman နီးဟာနော် watchman နီး Wednesday ရဲ့ဆရာမိတ်ဆွေပေါ့နော် ဲ့တော့ဘုရားသခင်အာဒါနဲ့သူကဘုရားဟာတဲ့ဒီ watchman နေရတော့သူသတင်းစကားဟောပြောရပေါ့အဲ့တော့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကကျမတို့ကိုကောင်းသောအရာလှုပ်ဆောင်ဖို့မဟုတ်တောင်လူများကိုပြောပြတယ်နော်ဖះကလူတွေကောင်းသောအရာလုံဆောင်မှုမဟုတ်ဘူးဆိုပြီးဧဝံဂေလိတရားကိုဟောတယ်။ကောင်းသောအရာဟာတဲ့ဖះအတွက်ဘာမှမဟုတ်ဘူးတဲ့။သူဒီအီချက်ကိုအထူးပေ အထူးအလေးပေးကဝေငှတဲ့အခါမှာအယံရှင်းတာပဲတဲ့ watchman နီးနော်ခေါ်တဲ့အခါမှာအယံရှင်းနေတဲ့အဲ့တော့ညီကိုတယောက်ပေါ့နော်အဲ့တော့ညီကိုတယောက်ကနေပြီးသူ့တငယ်ချင်းကိုဒီအစည်းဝေး watchman နီးရဲ့အစည်းဝေးကိုခေါ်လာတယ်တဲ့အဲ့တော့နှုတ်ကပတ်တော်ဝေငှနေတဲ့အချိန်တော်တွင်းမှာဒီနော်ဒီညီကိုခေါ်လာတဲ့တငယ်ချင်းကတစ်ချိန်လုံး watchman နီးရဲ့တရားဟောချက်ကိုနားထောင်ပြီးသူခေါင်းတညိမ့်ညိမ့်ဖြစ်တယ်ပေါ့နော်စောင့်ကြည့်နေတယ်တဲ့ အဲ့တော့သူ့ရဲ့တငယ်ချင်းကလည်းတစ်ချိန်လုံးကြည့်တယ်ဟာငါခေါ်လာတဲ့တငယ်ချင်းကတော့ဟုတ်ပြီပေါ့နော်ခေါင်းတငိမ့်ငိမ့်လုံနေတယ်ဆိုပြီးတော့နော်သူကအားရတာပေါ့နော်ဒါပေမဲ့တဲ့ဂယုတစိုက်နားထောင်ပြီးတော့ဟာဒါဆိုရင်တော့သူကတော့အင်္ဂလိပ်ရပြီလို့သူထင်နေတယ်မိကဲ့သို့ဖြစ်ဒီကိုတင်သိပါသလားတဲ့အစာရေးသူကပြန်မေးတယ်နော်ဒီညီအကိုခေါ်လာတဲ့တငယ်ချင်းဟာတဲ့ ဝေငှချက်နဲ့ပတ်သက်ပြီးဘလို့လဲလို့ဟာတငယ်ချင်းဘလို့လဲခုနဝေငှချက်လို့မေးလိုက်တဲ့အခါမှာတဲ့သူကဘာပြန်ဖြေလဲဆိုခေါင်းညိတ်ပေမဲ့နော်သူဘာပြန်ဖြေလဲဆိုဘာသာတရားအလုံးကလူတွေကိုအကောင်းလုပ်ဖို့တိုက်တွန်းတာပဲလို့သူဖြေလိုက်တယ်တဲ့အဲ့တော့တဲ့ညီကို watchman နီးသည်သူ့ရဲ့ဝေငှချက်၌ဖယားသခင်သည်လူများကိုကောင်းသောအရာလုပ်ရန်တောင်းဆိုရန်ရည်ရွယ်ချက်မရှိချောင်းကောင်းကောင်းလေးရှင်းပြပေးမယ်တဲ့ သူ့ရဲ့တငယ်ချင်းဖြေချားခဲ့ရကတော့အဲ့ဒါမဟုတ်ဘူးเนาะဒီခေါ်ဆောင်လာတဲ့တငယ်ချင်းကအဲ့ဒါကိုမလို့ချင်ဘူးလေเนาะသူကအေဝံဂေလိသတင်းစကားကြားတာယုံပြီးတော့သူထင်ပေမဲ့မအောင်မြင်ဘူးတဲ့အဲ့တော့တဲ့ဒါဆိုရင်တဲ့ဒီညီအကိုခေါ်လာတဲ့တငယ်ချင်းကဘာကိုဖုံးကွယ်ချင်းခံရလဲဆိုခုနရန်သူစာတန်ကသူ့ရဲ့အသိဉာဏ်ကိုဖုံးလိုက်တဲ့အတွက်သူကဘာသာတရားအလုံးကောင်းတယ်လို့ပြောခြင်းဖြစ်တယ် ဒါကြောင့်လည်းသူပြောတယ်နော်အေဝံဂေလိဝေငှတယ်ဆိုရင်ကျမတို့ဘာလုပ်ရမလဲဆိုရင်နော်ဤခေရဲ့ဖျားကိုချိန်အောင်ရန်နောက်ဆက်နေတဲ့ဤခေရဲ့ဖျားကိုချိန်အောင်ရန်ရန်သူရဲ့ကွယ်စီခြင်းကိုချိန်အောင်ရန်အတွက်ကျွန်ုပ်တို့ဒီညာစွာဝိုင်းဝန်းစုတန်းပေးရန်လိုတယ်ဤအရာမှာတဲ့မှန်ဘလူးရဲ့အဖုံးကိုချွတ်လိုက်ရန်ဖြစ်တယ်ဒါကြောင့်အေဝံဂေလိဟောပြောတဲ့ crusade တို့ဆိုရင်ဆုတောင်းတဲ့အဖွဲတွေထားတယ် သူတို့ကဘာလုပ်လဲဆိုရင်အဲဆူတောင်းတဲ့အဖွဲ့တွေကနော်သူတို့ကချီနှောင်းနေသူတို့ကိုအနှောက်ယှက်ပေးမဲ့ဒီဟိုသူတို့အသိဉာဏ်ကိုဖုံးအုပ်မဲ့ရန်သူရဲ့လုပ်ရက်တွေအားလုံးကိုချီနှောင်းနေဖေရှားတယ်ဒီအလုပ်ကိုဆူတောင်းတဲ့အဖွဲ့တွေကလုပ်တယ်အဲ့ဒီအခါမှာဒီဧဝဂေလိကြားတဲ့သူရဲ့အသိဉာဏ်ဟာခုနလိုဖုံးအုပ်ခြင်းမခံရဘဲနဲ့သူဟာဒီ message ဧဝဂေလိတရင်စကားကိုရပြီးယုံကြည်လက်ခံမှာဖြစ်တယ်ပေါ့နော်ဒါကဘာလဲဆိုရင် ုနအမှန်ဘလူးရဲ့အဖုံးကိုထွက်လိုက်တယ်အသိဉာဏ်ကဖုံးထားတဲ့အတွက်ဘာမှ message မရတာမျိုးမဖြစ်အောင်ဒီအသိဉာဏ်ကို꽌နေတဲ့အသိဉာဏ်ရန်သူလောက်ရက်ကိုသူတို့ကဘာလုပ်တယ်ဆိုချီနှောင်းနေဖယ်ရှားတဲ့အဲ့အဖွဲကနော်ဧဝံဂေလိဒီဟောနေတဲ့ခုစိတ်လောက်တဲ့အခါမှာနောက်တန်းကနေဆုတောင်းတဲ့သူတွေကလည်းအရေးကြီးပါတယ်တဲ့အဲ့တော့အမှန်ဘလူးကိုထွက်လိုက်ပြီဆိုရင်တဲ့ကျမတို့မှာတဲ့ဘာရှိဖို့လိုလဲဆိုဖလင်လိုတယ်လေ ကင်မရာဓာတ်ပုံရိုက်ဖို့ဆိုရင် flint လိုပါတယ်တဲ့အဲ့ဒီ flint ကလည်းအမျိုးအစားမှန်ကန်ရမယ်တဲ့မှန်ကန်သော flint မရှိဘူးဆိုရင် bamboo ဘလူးကဘလောက်ပဲမှန်မှန် flint ကမကောင်းဘူးမမှန်ဘူးဆိုရင်အလုံးမဖြစ်ပါဘူးတဲ့နော်အကယ်၍ကျမတို့ကမှားရွင်းတဲ့ flint ကိုသုံးမယ်ဆိုရင်မှန်ကန်တဲ့ရုပ်ပုံလေးမရနိုင်ပါဘူးတဲ့အဲ့တော့ဒီစာရေးသူကကြွေးမွေးတယ်နော် flint ကတဲ့ကျမတို့ရဲ့စိတ်နှလုံးကို ုံဆောင်တာဖြစ်တယ်။ဒါဆိုရင်ခုန mind ဆိုတဲ့အသိဉာဏ်ကမှန်ဘလူးကိုပုံဆောင်ပြီးတော့တဲ့ဒီစိတ်နှလုံးကတော့ဘာလဲဆို feeling ကိုပုံဆောင်တာဖြစ်တယ်တဲ့။ကျမတို့ရဲ့အသိဉာဏ်ဟာမှန်ဘလူးနဲ့တူတယ်။ကျမတို့ရဲ့စိတ်နှလုံးက feeling နဲ့တူပါတယ်တဲ့။အဲ့တော့ကျမတို့ရဲ့အသိဉာဏ်ဟာတဲ့မှန်ဘလူးရဲ့တူရဲ့စိတ်နှလုံးတွေလည်းမှန်ဘလူးနဲ့တူလေသည်။တို့ဖြစ်ရကျွန်ုပ်တို့ဤစိတ်နှလုံးတွေမှန်ကန်စွာကျမတို့ရဲ့စိတ်နှလုံးကဘာလဲဆိုရင် ဒီဓာတ်ပုံရိုက်ဖို့အတွက်ကိုနော်ဒီမှန်ကန်စွာလှည့်ပြောင်းထင်ယူရမှာ ဖြစ်တယ်တဲ့တို့ဖြစ်၍ကျွန်ုပ်တို့ဤစိတ်နှလုံးသည်မှန်ကန်စွာဖြင့်လှည့်ပြောင်းရမည်တဲ့မှန်ဘလူးနဲ့ဖလင်လိုအပ်တကယ်သူနော်အဲ့တော့ဓာတ်ပုံရိုက်မယ်ဆိုရင်ကင်မရာတစ်ခုမှာမှန်ဘလူးလိုတယ်နော်ဖလင်လိုသလိုပဲတဲ့ကျမတို့လူသားမှလည်းတဲ့နားလည်းနိုင်တဲ့အသိဉာဏ်နဲ့နော်အသိဉာဏ်ကခုနပြောတယ်လေသိတယ်စဉ်းစားတယ်စဉ်းကျင်တယ် တွေးတော့တယ်သူကနားလည်နိုင်တဲ့အင်္ဂါဖြစ်တယ်အသိညာကပေါ့နော်အဲ့တော့စိတ်နှလုံးကတော့ဘာလဲဆို receive လက်ခံရရှိတယ်စိတ်နှလုံးဖြစ်တယ်တဲ့အဲ့တော့ခုနက flindy ဟူသောစိတ်နှလုံးကလည်းဘာဖြစ်ဖို့လိုလဲဆိုရင် तू ကဖြူစင်ရမယ်တဲ့တန့်ရှင်းရမယ်တဲ့မှန်ကန်ရမယ်အဲ့ဒါမှတော့ဒီစိတ်နှလုံးကမှန်ကန်မှမှန်ဘလူးတဲ့ကနေထွက်လာမဲ့ပုံနော်ပုံရိပ်ကသူ့စီမှာလင်းမှာဖြစ်တယ်တဲ့ ကျွန်ုပ်တို့မှာ ਨੇ မှန်ဘလူး ਨੇ ဖလေရှိနေပြီဖြစ်တော့လဲဘာလို့သေးလဲဆိုအလင်းလိုအပ်ပါတယ်တဲ့မှန်ဘလူးကနေတဆင့်ဖလင်ပေါ်မှာတဲ့ထုံးလင်းရံအတွက်အလင်းလိုအပ်တယ်အဲ့ဒီအလင်းကဘယ်ရရမလဲဆိုရင်ခရစ်တော်ရဲ့ပုံရိပ်ကိုပေးဖို့အတွက်ဖယားသခင်ရဲ့အလင်းဖြစ်တယ်အာမင်နော်ခရစ်တော်ရဲ့ပုံရိပ်ပေါ်ထွက်ဖို့ဒီခမည်းတော်ဒီဟူသောဖယားသခင်ရဲ့ဖယားသခင်ရဲ့အလင်းဖြစ်သောဘုံတော်ဟာတဲ့ကျမတို့အပေါ်မှာတဲ့ ထွန်းလင်းပေးတယ်ဘုရားကိုကျေးဇူးတင်တယ်เนาะအဲ့တော့ထွန်းလင်းပေးတယ်အဲ့တော့ခရစ်တော်ရဲ့ပုံရိပ်ကဆိုเนาะခရစ်တော်ရဲ့ image ခုနကကျမတို့ခေါင်းစဉ်မှာဖတ်တယ်လေအသိညာစိတ်နှလုံးပုံရိပ်အဲ့ဒီပုံရိပ်ကဘာကိုပြောဆိုလို့ခြင်းတာလဲဆိုခရစ်တော်ရဲ့ပုံရိပ်ဖြစ်တယ်ခရစ်တော်ရဲ့ပုံရိပ်အားတဲ့မြေအိုးတစားပလာရှိတဲ့ဘာနာဖြစ်တယ်တဲ့မြေအိုးဆိုတာကျမတို့ကျမတို့ဟာဘူးလို့အိုးလို့မြေအိုးဖြစ်တဲ့အရင်နှုတ်ကပတ်တော်တွေမှာစားသုံးပြီးပြီနော် ဲ့တော့ဘန္နာဆိုတာကဘာလဲဆိုမြေအိုးထဲမှာထည့်ထားတဲ့ဘန္နာကခရစ်တော်ကိုပြောခြင်းဖြစ်တယ်။ဤတယုတ်ဖို့ပြတဲ့အဖြစ်ကျွန်ုပ်တို့၏အသိဉာဏ်နဲ့စိတ်နှလုံးကိုဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတာကိုနားလည်သဘောပေါက်မယ်တဲ့နော်။အဲ့တော့၎င်းဒီကင်မရာနဲ့တူပြီးမှန်ဘလူးကိုမြေကဲ့သို့ချိန်ယူပြီးဖလင်းကိုဘလို့အသုံးပြုရမလဲဆိုတာကျွန်ုပ်တို့သိထားရမယ်။နော်အဲ့တော့မှန်ဘလူးကိုဘလို့သုံးမလဲ။ ဖလင်းကိုဘယ်အနေထားမှပုံမလဲဆိုကျွန်မတို့သိဖို့လိုတယ်တဲ့ကျွန်ုပ်တို့သည်တဲ့မှန်ဘလူးနဲ့ဖလင်းကိုမြေကဲ့သို့ကင်တွယ်အသုံးပြုမိကိုမသိပါကားတဲ့မှန်ကန်သောရုပ်ပုံကိုရရှိနိုင်မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်ဓာတ်ပုံရိုက်တဲ့သူတွေကနော်သူတို့ချိန်နေဟာအန်ဂါရီတကယ်ပဲဝင်လာအောင်လို့ပေါ့နော်ဒီဘက်ချိန်ဟိုဘက်ချိန်အဲ့ဒီလိုပဲတဲ့ကျွန်မတို့ရဲ့အသိဉာဏ်နဲ့ဒီစိတ်နှလုံးတည်ယူတော့ဖလင်းကလည်းတေချာချိန်တွယ်ပြီးတော့မှနော် အလင်းဒီဟူတော့ထိန်ပြီးပြီးဆိုရင်အဲ့တော့ခမီးတော်ရဲ့အလင်းကဖလင်ဒီဟူတော့ကျမတို့ရဲ့စိတ်နှလုံးမှာအော်ပေါ်လာတဲ့လာပြီးတော့ဘုံတော်ဖျားရဲ့ဘုံတော်အလင်းရတဲ့အခါမှာတဲ့ဓာတ်ပုံကိုတဲ့နော်မှန်ကန်စွာရုပ်ရုပ်ဓာတ်ပုံကိုရမှာဖြစ်တယ်တဲ့ဝိညာဉ်ရေးရအတွေ့အကြုံဟာတဲ့ဓာတ်ပုံရိုက်တယ်လို့ပဲဖြစ်ပါတယ်တဲ့ကျွန်ုပ်တို့ကိုယ်တိုင်ဟာကျမတို့ဟာကင်မရာဖြစ်တယ်တဲ့အာမင်အဲ့တော့ကျမတို့ဟာကင်မရာဖြစ်တယ်ခရစ်တော် night ရှိတဲ့ เนาะဖယားဖယားတခင်ကိုရုပ်ပုံအဖြစ်မှန်ကန်စွာလက်ခံနိုင်ဘူးတဲ့ကင်မရာဒီဟူတော့ကျမတို့ဟာတဲ့အသုံးပြုရမယ်တဲ့အသုံးပြုရမည်အကြောင်းသင်ယူရမယ်တဲ့အလွန်ချစ်ဖွယ်ကောင်းသည့်ညာစွာသော ခရိယန်တို့သည်တဲ့သူတို့၏အသိဉာဏ်များနဲ့စိတ်နှလုံးတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုမသိဘူးတဲ့ဒါကြောင့်အလွန်ဝမ်းနည်းစရာကောင်းတယ်အမှန်တကယ်တွင် သူတို့ကိုယ်တိုင်ဟာ ကင်မရာဖြစ်တယ်ဆိုတာ ਉਹ တဲ့သူတို့မသိဘူးတဲ့เนาะဒါကြောင့်များစွာသောခရိယန်တွေဟာเนาะသူတို့ရဲ့အသိဉာဏ်นี่เนาะအဲဒီဖျားအလုတ်လုတ်နေတဲ့ဒီဖျားရဲ့ဒီเนาะကိုစားအသိခံခြင်းကိုစားရှင်ပေးတယ်ဆိုတာမသိဘူးဒါကြောင့်လေများစွာသောခရိယန်တွေရဲ့အသိဉာဏ်ဟာဘုံအုပ်ခြင်းခံနေရလို့ဖြစ်ပါတယ်တဲ့ခရိယန်ဖြစ်ခြင်းမှာတိကျစွာပြောရင်လူများအားဤသို့ပြုလုပ်ရမည်ထို့သို့ပြုလုပ်ရမည်လူတွေကိုเนาะဒီ ဘလို့လုတ်ရမလဲဒီလိုလုတ်ဟိုလုတ်လုတ်ဆိုပြီးတော့တုံတင်တော့ဘာသာရေးတုံတင်ခြင်းမဟုတ်ပါဘူးတဲ့เนาะခရိယံဖြစ်ခြင်းဆိုတာ၎င်းမှာတဲ့အသက်ရှင်သောပုဂ္ဂိုလ်ဖြစ်တဲ့ခရစ်တော်ကိုယ်တိုင်ဟာတဲ့ကျမတို့အထဲကိုယူဆဖို့ဖြစ်တယ်အသက်ရှင်တဲ့ပုဂ္ဂိုလ်ခရစ်တော်ဟာကျမတို့အထဲထဲမှာအိုစားရှင်ပေးနေတယ်ဆိုတာသိဖို့လိုတယ်တဲ့ကိုတော်ဟာတဲ့ခရစ်တော်ဟာတဲ့အရာဝတ္ထုပစ္စည်းရုပ်ပုံဖြစ်ပြီးကျမတို့ကကင်မရာဖြစ်တယ်တဲ့ နော်ခရစ်တော်ရဲ့ပုံရိပ်ကကျမတို့အစိမ့်လုံးထဲမှာပေါ်လာဖို့ကျမတို့ဟာဗာလဲဆိုရင်ကင်မရာဖြစ်ပါတယ်တဲ့အဲ့တော့ခမည်းတော်ဖရားရဲ့အလင်းကနော်ခမည်းတော်ဖရားရဲ့အလင်းကအိုးမှန်ဘလူးကနေတဆင့်ဘဲကိုရောက်လာလဲဆိုဖလင်ဒီဟူသောကျမတို့ရဲ့နှလုံးသားပေါ်မှာထွန်းလင်းလာတဲ့အခါမှာတဲ့ကိုတော်ကိုတဲ့အရာဝတ္ထုအဖြစ်ကျမတို့ကအသေးကိုယူဆောင်တာဖြစ်ပါတယ်တဲ့တနေ့ပြီးတနေ့တစ်ချိန်ပြီးတစ်ချိန် ခရစ်တော်ရဲ့ image the image of Christ ခရစ်တော်ရဲ့ပုံရိပ်ဟာတဲ့နော်အသိဉာဏ်ရဲ့နားလည်ခြင်းမှတဆင့်ကိုရော့ကိုကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာလက်ခံရရှိဖို့အတွက်ကျွန်ုပ်တို့မှာဘာလို့လဲဆိုဖခင်ရဲ့အလင်းလို့လေဟာလေလုယာဖခင်ကိုရော့ကိုယေရှုတင်တယ်အိုးသခင်ယေရှုတို့ဖြစ်၍ကျွန်ုပ်တို့သည် အသိဉာဏ်နဲ့စိတ်နှလုံးကိုမြည်ကဲ့သို့ချိန်ဆမြည်ကိုသင်ယူရမယ်ဒါကြောင့်အသိဉာဏ်ကိုကျွန်မတို့ဆက်ဆံဖြေရှင်းရမယ်ကျွန်မတို့ရဲ့စိတ်နှလုံးကိုလည်း ဆက်ဆံဖြစ်ရှင်ခြင်းကိုတင်ယူရမှာဖြစ်တယ်တဲ့ဝိညာဉ်ဆိုင်ရာအတွေ့အကြုံများသည့်မြည်သည့်အရာဖြစ်သည်နည်းတဲ့၎င်းတို့မှာကျွန်ုပ်တို့အထဲသို့ယူဆောင်သောခရစ်တော်ရဲ့ပုံရိပ်ကိုကင်မရာနဲ့ကျွန်ုပ်တို့၏ဝိညာဉ်ဖလင်ပေါ်မှာထင်ပေါ်ခြင်းဖြစ်သည်တဲ့အထို့သောခရစ်ယာန်များမှာမှန်ဘလူးသည် အမြဲလိုလိုဖုံးအုပ်ထားပြီးဖလင်သည်မှန်ကန်မှုမရှိဘဲထိန်ဆတည်ထားကြတယ်များစွာသောခရစ်ယာန်တွေဟာဘလို့လဲဆိုရင်အမြဲပဲသူတို့ရဲ့မှန်ဘလူးဟာ ဖုံးအုပ်ချင်းခံရတယ်နော်အဲ့တော့ဒီဖလင်ကလည်းမမှန်ဘူးဘာကြောင့်လဲနှလုံးသားစိတ်နှလုံးဟာဖြူစင်ရမယ်တန့်ရှင်ရမယ်မှန်ကန်ရမယ်ဖြောင့်မတ်ရမယ်အဲ့ဒီလိုစိတ်နှလုံးမမှန်ကန်တဲ့အခါမှာဖလင်ကလည်းဒီစိတ်နှလုံးနဲ့ပုံဆောင်တဲ့ဖလင်ကသူတို့ဖလင်ကမမှန်တဲ့အခါမှာတဲ့နော်မှန်ကန်မှုမရှိပဲထိန်ဆထားတဲ့အတွက်ခမည်းတော်ရဲ့အလင်းကမထုံလင်းနိုင်ပါဘူးတဲ့သူတို့ဤဖလင်ကိုကြည့်မီဆုံးလင်းတဲ့ရုပ်ပုံကိုမတွေ့ရဘဲနဲ့ ဖလင်တိုင်းဖလင်ဤပုံတိုင်းလို့လို့မှာဗလာဖြစ်နေတယ်။ဘာကြောင့်လဲ။သူတို့ရဲ့အသိညာဖုံးအုပ်တွေခံရတယ်။သူတို့ရဲ့စိတ်နှလုံးဟာအော်ဆက်ဆံဖြေရှင်းတယ်နော်။အိုကိုယ့်ရဲ့စိတ်နှလုံးကိုဆက်ဆံဖြေရှင်းခြင်းမရှိတဲ့အခါမှာတဲ့သူတို့ရဲ့ရိုက်လိုက်တဲ့ပုံတွေကဘာပဲဖြစ်နေလဲဆိုဗလာပဲဖြစ်နေပါလေ။အတောင်းမှာခရစ်တော်ရဲ့အတွေ့အကြုံများမရှိတော့ချောင်ဖြစ်တယ်ခရစ်တော်နဲ့အတွေ့အကြုံရှိလို့ဆက်ဆံဖြေရှင်းခြင်းမရှိတဲ့အတွက်ဖြစ်တယ်တဲ့ ဒါပေမဲ့တဲ့သို့တော်လည်းတဲ့တမန်တော်ပေါလုရောက်ရှိလာပြီးတဲ့ကျွန်ုပ်တို့တည်တဲ့သူ့ရဲ့ကင်မရာကိုအခေ၍တမန်တော်ပေါလုကြီးကသာကျွန်မတို့စီကိုရောက်လာမယ်ဆိုရင်သူ့ရဲ့ကင်မရာကိုထုတ်ထုတ်ပြီးတော့ဆွဲဖွင့်ပြီးကြည့်မယ်ဆိုရင်တဲ့ရုပ်ပုံတိုင်းဟာခရစ်တော်နဲ့အပြည့်ရှိတဲ့ရုပ်ပုံများဖြစ်နေသည်ကိုတွေ့ရမှာဖြစ်တယ်တဲ့အရာအလုံးဟာတဲ့ကျွန်မတို့ရဲ့အမှန်ဘလူးကိုချိန်ဆညှိယူခြင်းနဲ့ဖလင်းအပေါ်ဂယုဆိုင်ခြင်း အထက်ပေါ်မှာမူတည်တယ်ဒါကြောင့်တမယောကျွန်တော်တို့ရဲ့အသိဉာဏ်ကလည်းဝိညာဉ်ဘက်မှာအမြဲတမ်းလှည့်ဖို့လိုတယ်ကျွန်တော်တို့ရဲ့အသိဉာဏ်ကအင်မတန်စွာတယ်သူကမန်နေဂျာဖြစ်တယ်အရန်ထက်မြက်တယ်ဒါကြောင့်မလို့ကောင်းမကောင်းဆိုသူကထားငနေထားနေအသိဉာဏ်အရန်အလုံးလုံးတဲ့အတွက်အဲ့ဒီအသိဉာဏ်ကအမြဲတမ်းကျွန်တော်တို့ကဝိညာဉ်ဘက်ကိုလှည့်ဖို့လိုပါတယ်တဲ့အဲ့ဒါဆိုရင်အသိဉာဏ်ကဘာလဲဆိုရင် ဖလင်ဒီမှန်ဘလူးလို့မဖုံးတော့ဘူးပေါ့နော်။သူကအမြဲတမ်းဝိညာဉ်ပဲလှဲ့တဲ့အခါမှာအောင်မြင်ခြင်းကိုရတယ်။အဲ့တော့ဒီအသိဉာဏ်ကိုမိကဲ့သို့ကင်တွယ်ဖြစ်ရှင်ရအသိဉာဏ်ကိုကျမတို့ကင်တွယ်ဖြစ်ရှင်ရတယ်။ကျမတို့ရဲ့စိတ်နှလုံးကိုမြည်မြမှန်ကန်စွာညီယူရမည်ဆိုတော့အထက်ဖြစ်တယ်။အဲ့တော့စိတ်နှလုံးကလည်းဆက်ဆံဖြည့်ချင်းရတယ်။ကျမတို့စိတ်နှလုံးသားလေ။အိုးတခါတည်းဟိုစိတ်ကောက်တတ်တယ်စိတ်ပုတ်တတ်တယ်။အိုးအမျိုးမျိုးစိတ်ကလေ အဲ့ဒီလိုဟိုအသွင်တမိနစ်နဲ့တမိနစ်မတူဘူးနော်အဲ့ဒီစိတ်နှလုံးကလည်းဘာလဲဆိုရင်ဆက်ဆံဖြည့်ရှင်ဖို့လိုတယ်တဲ့ခရစ်တော်ရဲ့လောကကတိုင်းမှာကျမတို့နေ့တိုင်းဆက်ဆံဖြည့်ရှင်ဖို့လိုပါတယ်တဲ့ဒါစာရေးသူကအခုပြောနေတဲ့အရာဖြစ်တယ်နော်ကျွန်ုပ်တို့ဒီဤအရာကိုကောင်းမွန်စွာလှုပ်ဆောင်မည်ဆိုပါကတဲ့ကျွန်ုပ်တို့အပေါ်တို့ဖျားရဲ့အလင်းထွန်းလင်းသောအခါတိုင်းမှာအာမင်ခရစ်တော်ရဲ့ပုံရိပ်ဟာ ကျွန်ုပ်တို့အထဲသို့ရောက်ရှိလာမယ်အဲ့တော့ကျမတို့ကအသိဉာဏ်ကိုဝိညာဉ်ဘက်မှလှည့်မယ်စိတ်နှလုံးကိုအမြဲတမ်းဆက်ဆံဖြည့်ရှင်းနေဆိုရင်တဲ့ခုနဖလင်ကနေဒီမှန်ဘလူးကနေဖြတ်လာတဲ့ခမည်းတော်ဖရာရဲ့အလင်းကတဲ့ကျမတို့ဖလင်ဒီဟူသောစိတ်နှလုံးတဲကိုရောက်လာပြီးတော့မှအဲ့တော့မှခရစ်တော်ရဲ့ပုံရိပ်တွေကိုကျမတို့က produce ထုတ်လုပ်နိုင်မှာဖြစ်တယ်တဲ့ကျွန်ုပ်တို့အထဲသို့ရောက်ရှိလာမည်ဖြစ်သည်တဲ့ထိုအခါတဲ့ကျွန်ုပ်တို့သည်တဲ့အလွန်လှပသောခရစ်တော်ရဲ့ ပုံရိပ်ကိုရရှိမည်ဖြစ်သည်အာမင်ဤဒီမှာဖယားသခင်ရဲ့စီမံကိန်းနဲ့အတူရှိသောအမတ်လက္ခဏာဖြစ်သည်တဲ့ကျွန်ုပ်တို့ဤမတူညီသောအစိတ်ပိုင်းများကိုတင်ယူရန်အရေးကြီးတယ်တဲ့ဒါကြောင့်အသိဉာဏ်ကဘာလုပ်လဲစိတ်နှလုံးကဘာလုပ်လဲဆိုတာကိုကျမတို့ကသိဖို့လိုတယ်ခံစားစိတ်ကဘယ်လိုလဲစာနာစိတ်ကဘယ်လိုလဲဒီအရာကျမတို့ရဲ့ဒီအတွင်းထဲမှာရှိတဲ့အစိတ်ပိုင်းတစ်ခုစီကဘလို့အလုံးလုံးလေ ဘယ်လိုဖြစ်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုတဲ့ကျမတို့သိဖို့လိုပါတယ်တဲ့ကျွန်ုပ်တို့ဒီအစိတ်ပိုင်းတစ်ခုစီတိုင်းနိုင်ဖယားသခင်ကိုထဲ့ဝင်နိုင်ရဖန်ဆင်းခြင်းခံရသည်အာမင်ကျမတို့ရဲ့အထင်းမှရှိတဲ့အစိတ်ပိုင်းတစ်ခုချင်းစီတိုင်းကဘယ်လိုဖန်ဆင်းခြင်းခံရဆိုဖယားကိုထဲ့ဝင်ဖို့အတိညာန်ခံစားစိတ်စာနာစိတ်အလိုစာနာအလုံးဟာဘာလဲဆိုရင်ကျမတို့စိတ်နှလုံးတစ်ခုလုံးဟာဖယားကိုထဲ့ဝင်ဖို့အတွက်ကို ဖန်ဆင်းခြင်းခံရပါတယ်တဲ့တို့ဖြစ်၍တဲ့အသိဉာဏ်နဲ့စိတ်နှလုံးသားမကထိုးထက်ပို့ပြီးအရာအားလုံးကိုသိရလိုအပ်တယ်ဒီမှာတော့အခုသူကြွေးမွေးတာအသိဉာဏ်နဲ့စိတ်နှလုံးနောက်ပိုင်း chapter ဒီမှာတော့ဆက်ကြွေးမွေးမှာပေါ့နော်အားလုံးကိုဒီမှာတော့အသိဉာဏ်နဲ့ဒီစိတ်နှလုံးကိုသိဖို့လိုပါတယ်တဲ့နောက်သူကပြောနော်စာရေးသူကနောက်အခန်းတွင်နဲ့ကျွန်တော်တို့ဒီအစိတ်ပိုင်းများအားလုံးကိုအသေးစိတ်စဉ်းစားလိမ့်မည်ဖြစ်ပြီးတဲ့ထို့နောက်တဲ့ ၎င်းတို့ရဲ့လှုပ်ဆောင်ချက်နဲ့၎င်းတို့ကိုမြည်တို့ချိန်စညှိရမည်အကြောင်းစဉ်းစားစဉ်းတင်ချမည်ဖြစ်သည်တဲ့အရင်စိတ်ဝင်စားဖို့ကောင်းပါလေဖျားသခင်ကိုကျေးဇူးတင်နဲ့ဒါကြောင့်ဖျားကကျမတို့ကိုဖန်ဆင်းထားတဲ့အတွင်းမှာရှိတဲ့အစိတ်ပိုင်းတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးနက်နဲတယ်လေးနက်တယ်အဲ့ဒီအစိတ်ပိုင်းတွေကဘာကြောင့်ဖန်ဆင်းခြင်းရလဲဖန်ဆင်းထားတာဆိုဖျားကိုထဲ့ဝင်ဖို့ဖြစ်ပါလေလို့ဒါကြောင့်ဒီနေ့ကောင်းစဉ်ကတော့အသိဉာဏ်စိတ်နှလုံးနဲ့ ပုံရိပ်ဖြစ်ပါတယ်လို့ဘုရားကိုယေရှုတင်တယ်